ကချင်ပြည်နယ်တနိုင်းမြို့နယ်မှာကျင်းတော်တွေကိုလမ်းပေါ်မှာစီကမ်းမေးစွာလွတ်မကြောင်းရန်အတွက်တနိုင်းမြို့မှ B2C အဖွဲ့မှတတိပေးစာ V9 တွေဖြင့်အော်တိုဝါလ3ရက်နေ့ကထုတ်ပြန်ကြေညာထားတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။ကျင်းတော်တွေကိုစီကမ်းမေ့စွာလမ်းပေါ်လွတ်ကြောင်းမှုတွေကြောင့်တရိတ်ဆန်နဲ့မော်တော်ယာဉ်မတော်တဆမှုတွေမကြာခဏဖြစ်ပွားနေတဲ့အတွက်စီပင်တရားရဲ့အဖွဲ့နဲ့ B2C အဖွဲ့တွေပူးပေါင်းကာထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့တနိုင်းမြို့ခံရမီရဖာတူကပြောပါရယ်တရိတ်ဆန်တွေကိုလွတ်ကြောင်းတာကြောင့်လမ်းမပေါ်တွေမှာတက်လာကြတယ် ီတော့လမ်းပေါ်မှာရင်တွေနဲ့တိုက်မိတာတွေဖြစ်တယ်။ဒီလိုရင်မတော်တဆမှုတွေကိုရှော့ချနိုင်ဖို့အတွက်စီပင်သားရရဲ့အဖွဲ့ B2C အဖွဲ့နဲ့ကျေးရွာရက်ကွက်ရမီရဖာတွေစုပေါင်းပြီးတတိပေ V9 စိုင်းပုတ်တွေကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့၎င်းကပြောပါရယ်။အဲ့ဒီတတိပေးထုတ်ပြန်ချက်မှာကျင်းနှောတွေလက်မပေါ်လို့မကြောင်းရံနဲ့တွေးရှိပါကဖန်စီအရေးယူမီဟုပါရှိပြီးပိုင်ရှင်တွေကိုလည်းပြန်လေထိန်းသိမ်းရအတွက်တပတ်အချိန်ပေးကအတူပါလ၁၀ရက်နေ့မှာမြို့ပေါ်လက်မတွေကိုကြီးစုစစ်ဆေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ အခုလိုလှုပ်လိုက်မှမြို့ရွာသားရလပရဲ့အတွက်အဆင်ပြေလာမှာမဟုတ်ရင်နွားတွေကလည်းလမ်းမပေါ်တက်နေဆိုင်ကယ်တွေတိုက်တာဝန်ယူမှုလည်းမရှိနဲ့နောက်ပြီးနွားတွေကလမ်းမပေါ်မှာနေချင်းသလိုနေနဲ့တော်တော်လေးကိုအဆင်မပြေဘူးအခုလိုပိုင်ရှင်တွေကလည်းစနစ်တကျနေသူ့နေရာနဲ့အတူနွားတွေကိုလွတ်ကြောင်းရင်မြို့ရွာအတွက်လည်းကောင်းမွန်လာမှာဖြစ်တယ်လို့ဒေတာခန်တူကပြောပါတယ် တနိုင်းမြို့နယ်မှာအခုလိုစီကံမေ့စွာတရိတ်ဆန်တွေကိုလွှတ်ကြောင်မှုတွေကြောင့်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းတရိတ်ဆန်နဲ့မော်တော်ယာဉ်တိုက်မှုပေါင်း9မှုထပ်မနေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။